ဆူတောင်းခြင်းဆိုတာမိမိဖြစ်ခြင်းတည်းများကိုလှုပ်ပေးဖို့ဖရာသခင်ထံမှာတောင်းလျှောက်ခြင်းမဟုတ်ပါဘူးဆူတောင်းခြင်းဆိုတာဖရာရဲ့တကိုးတော်နဲ့ဘဝအတွက်ထားရှိသော အကြံအစီရေရွယ်ချက်ကိုဝန်ခံအတိအမတ်ပြုခြင်းဖြစ်ပါတယ်ဖိလိပ္ပိအခန်းကြီး၄အငယ်၆မှာ အဘယ်အမှုကိုမြစိုးရင်ချင်းမရှိပဲအရာရာ၌ခြေစူးတော်ကိုချီးမွမ်းခြင်းနှင့်တကားဆုတောင်းပတနာပြုသောအဖြစ်တင်တို့တောင်းပန်လိုသောအရာများတို့ကိုဖျားသခင်အားကြားလျှောက်ကြလောလို့ဆုထားပါလေဒီနေ့တင်ဆုတောင်းသောကြောင့်ဆိုရက် ခေါင်းစဉ်အပေါ်မှာမူတည်ပြီးမှကျွန်တော်ကျမတို့အသက်တာကိုဆင်ခြင်ကြရအောင်လောကအလယ်မှာအသက်ရှင်တဲ့အခါမှာအမှုအရာအမျိုးမျိုးနဲ့ကြုံတွေ့ရတတ်ပါလေအဲ့ဒီလိုကြုံတွေ့တဲ့အခါမှာလူသားတွေဖြစ်တဲ့အတွက်ကြောင့်စိုးရင်တက်တယ်လူသားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပူပန်တက်တယ်ကြောက်ရွံ့တက်ကြပါလေဒီနေ့ ကျွန်တော်ကျမတို့ကဒီလိုစိုးရင်စရာပူပန်စရာတွေနဲ့ကြုံတွေ့တဲ့အခါမှာဘာလုပ်မလဲကျွန်တော်ကျမတို့ရဲ့အတွေးအထဲမှာအဲ့ဒီစိုးရင်စရာတွေအဲ့ဒီပူပန်စရာတွေအဲ့ဒီကြောက်လန့်စရာတွေကိုဝင်ခွင့်ပေးမလားဒါမှမဟုတ်ဘူးဆိုရင်စိုးရင်စရာပူပန်စရာအလုံးကိုဖရားရဲ့လက်တော်မှာအနံမလား ခုနတမကျန်းစာကိုပြန်ပြီးမှကြည့်တဲ့အခါမှာအဘဲအမှုကိုမြလို့ဆိုထားတဲ့အခါမှာကြီးသောအမှုလည်းရှိတယ်ငယ်သောအမှုလည်းရှိတယ်အဲ့ဒီလိုအမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာတမကျန်းစာကဘာပြောလဲစိုးရင်ချင်းမရှိနဲ့အရာရာမှာကျေးဇူးတော်ကိုချီးမွမ်းပါ ပြီးတော့ဆုတောင်းပါတင်တောင်းပါလို့တဲ့အရာတွေကိုဖះရှင်အားကြားလျှောက်ပါလို့ဆိုထားပါတယ်ဟေရှာယအနာဂတ်တိကျမ်းအခန်းကြီး39အငယ်6ကနေ33ကို ဖတ်တဲ့အခါမှာအာရှုရိရှင်ဘီသနာခရိတ်ဟာယေရုရှလင်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ဖို့ပြင်ဆင်ပြီးတော့ယူဒနိုင်ငံကိုလည်း ်ဘာပြောတယ်လဲဆိုရင်နော်သူတိုက်ခိုက်သိမ်းပိုက်ခဲ့တော့တခြားနိုင်ငံလူပဲတဲ့သိမ်းပိုက်မယ်ဆိုပြီးမှဟစ်ကီမင်းထာမှာအကြောင်းကြားတဲ့စာပေးပို့ခဲ့ပါလေဟစ်ကီမင်းဟာလူသားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီစာကိုဖတ်ရတဲ့အခါမှာကြောက်ရွံ့တယ်တုန်လှုပ်တယ်၆ချားလျက်ရှိတယ် သူ့တော်လဲအဲ့ဒီချုပ်ချားမှုကိုသူ့ရဲ့နှလုံးသားထဲမှာကိန်းအောင်ဖို့ရန်အခွင့်မပေးဘဲနဲ့သူဘာလုပ်တလဲအဲ့ဒီစာကိုကင်ပြီးမှယေရုရှလင်မြို့ဗိမာန်တော်ကိုသူဟာချက်ချင်းယူသွားခဲ့ပါလေဗိမာန်တော်ကိုရောက်တဲ့အခါမှာဖိယရှင်ရဲ့ခြေတော်ရင်းမှာတိုးဝင်ကြက်လက်သူဆုတောင်းနေသူဆုတောင်းတဲ့အခါမှာဘာအရင်ဆုတောင်းလဲဆိုတော့ဖိယရဲ့ကြီးမြတ်ခြင်း ဖိယားရဲ့ဘုံတကူနဲ့ပြေဝချင်းဖိယားရဲ့ဖန်ဆင်းခြင်းကိုပေါ်ကျူးလိုက်တယ်။ပြီးတဲ့အခါမှာသူပါဆုတောင်းတယ်။တခင်အကျွန်ုပ်ကိုတနာခရိတ်လက်မယူပါမိအကြောင်းအကျွန်ုပ်တောင်းပန်ပါလေ။အကျွန်ုပ်တောင်းလျှောက်ပါလေ။အကျွန်ုပ်ရဲ့ပတနာပြုတဲ့အတန်ကိုနားညောင်းပါလို့ဆုတောင်းခဲ့ပါလေ။ ယနေ့ဖယားသခင်ထံမှာဆုတောင်းတဲ့အခါမှာချစ်ချင်းပေးတာရှိတယ်။တခါတရံမှာစောင့်ဆိုင်တဲ့အချိန်လည်းရှိတယ်။တခါတရံမှာလုံးဝမပေးတဲ့အချိန်ရှိပါတယ်။သို့တော်ဟေစကိမင်းကိုတော့အဲ့ဒီညမှာပဲဖယားသခင်ကမိန်တော်မူခဲ့တယ်။ဟေရှာယမင်းထံကနေတဆင့်ကျမတို့ပြန်လေးပြီးမှ ကြားနာရတဲ့တည်င်းကဘာလဲသူ့ကိုတဲ့ဘယ်လိုပြောလဲဆိုတော့တင်းသည်တဲ့ငါရှေ့မှာပထနာပြုတ်သောကြောင့်လို့ဖះရှင်ကမိန့်ခဲ့ပါတယ်ဒီနေ့ဖះရှင် အလိုရှိတဲ့အရာကမိသားစုတိုင်းမိသားစုတိုင်းဖះရှင်ရဲ့ရှေ့တော်မောက်မှာနှိတ်ချစွာဖြင့်ပထနာပြုတ်ခြင်းကိုဖះရှင်အလိုရှိပါတယ် ဖျားသခင်ဟာအာရှုရိရှင်ပြင်ကိုရေမှတ်ပြီးမှမိန့်ခဲ့တဲ့စကားကဘာလဲအာရှုရိအဖွဲ့သားများဤမြို့ကိုမဝင်ရဘူးမြို့ထဲကိုများမပြည့်ရဘူးမြို့ရဲ့ရှေ့မှာဒိုင်းလွားမပြရဘူးတဲ့မြို့ရဲ့အပြင်မှာမြေရိုးကိုမဖို့ရဘူးတဲ့လာတဲ့လမ်းကနေပြီးမှ ပြန်သွားရမယ်။ဤမြို့ကိုကယ်တင်ခြင်းကငါစောင့်မမယ်လို့ဖះရှင်ကမိန့်တော်မူခဲ့ပါတယ်။ယနေ့အသက်တာလမ်းကြီးမှာအခက်အခဲတွေကြုံတွေ့ရတတ်ပါတယ်။အဲ့ဒီအခက်ခဲအပေါ်မှာအာယုံစိုက်လို့နဲ့အတွက်ကြောင့်မိမိမှာရှိနေတဲ့ဖះပြုတ်ခဲ့တဲ့အရာ ဖះလှုပ်ပေးတဲ့အရာဖះရဲ့ကျေးဇူးတော်ကိုမေ့လျော့တတ်ပါတယ်တရသုံးခုမြောက်သောဆန္ဒအပိုက်ရှင်ထာဝရဖះသည်တနာတတ်သောသဘောကျေးဇူးပြုတတ်သောသဘောကရုဏာကြွယ်ဝသောသဘောရှိတော်မူ၏လို့ဖော်ပြထားပါတယ်ဒီအတွက်ကြောင့်ယနေ့ကျွန်တော်ကျမတို့သည် အစင်ပဲဆုတောင်းပတနာပြုလျက်မိမိရဲ့အတ္တသာမိမိရဲ့မိသားစုရဲ့အတ္တသာကို ကိုရောလက်တော်သို့အနံပြီးမှ ကိုရောအတွက်အချိန်ကိုပေးပြီးမှမိသားစုရဲ့အတ္တသာကို အကောင်းဆုံးဖျားရှင်အတွက်အကျိုးရှိရှိအတုံးချကြပါစို့အာမင်